ပြည်သက်ကရှားပါယတနာနီလာဆွဲကြိုးကြီးနဲ့မင်္ဂလာညစာစာပွဲကျင်းပခဲ့တဲ့ပိုင်တကွန်တို့ဇနီးမောင်နှံကဘာကျော်မင်းသားပိုင်တကွန်ကတော့သူ့ရဲ့ကဘာကျော်ဆိုတဲ့ကွန်ပေါ့အတိုင်းမင်္ဂလာပွဲကိုလည်းတကဘာလုံးတည်အောင်ကျင်းပသွားခဲ့ရပါပြီးခဲ့တဲ့ရက်ကတော့သူ့ရဲ့ထိန်းမြမင်္ဂလာပွဲလေးကိုကျင်းပခဲ့ပြီး အခုချိန်မှာတော့မင်္ဂလာညစာစာပွဲကိုထပ်မံပြီးတော့ကျင်းပကြပါဒီညစာစာပွဲကြီးကိုတော့အနောက်တိုင်းအပြင်စင်တွေနဲ့တကယ်ကိုခမ်းနားစွာပြုလုပ်ထားခဲ့တာကိုတွေ့ရပါအထူးသဖြင့်ပရိသတ်တွေရဲ့စိတ်အာရုံကိုဖန်ဆာသွားခဲ့တာကတော့သူတို့သမီးလေးဝစ်စင်ထားတဲ့နီလာဆွဲကြိုးကြီးပဲဖြစ်ပါအဆိုပါဆွဲကြိုးကြီးကပြင်သစ်နိုင်ငံရဲ့ရှာပါလာရဲ့နီလာနဲ့ပြုလုပ်ထားခဲ့တာဖြစ်ပြီးမြန်မာငွေကျပ်သိန်းပေါင်းအမြောက်များတက်မိုးရှိပါတယ်။ဒါကိုကြည့်ချင်းအဖြစ်သူတို့ရဲ့အဆင့်တန်းနဲ့ချမ်းသာကြွားမှုကိုပေါ်လွင်ထင်ရှားနေကြရပါ။ ပရိသတ်ကြီးတို့ရောမင်္ဂလာညစာစာပွဲမှာပိုင်တကွန်ရဲ့သူတို့သမီးလေးဝစ်စင်ထားတဲ့အင်မတန်အဖိုးထိုက်တန်တဲ့လီလာဆွဲကြိုးကြီးကိုသဘောကျနေမိကြပြီလားရှင်